ရှေးဆက်တို့သည်လည်းတခါတည်းရန်မစုံစည်းသာလမင်းမုံမုံအပိုင်းဆက်ကိုအဖေကအဖေကဟိုးငယ်ငယ်ကလေးကဆရာမကြီးနဲ့ရက်ဆွေရက်မျိုးလိုကြီးပြင်းလာကြတာမောင်နှမတွေလိုပဲကိုငယ်ငယ်ကလေးကအဖေကကိုတို့သားမီကိုထားရခဲ့ပြီးအင်ကထွက်သွားတာလေအညာနဲ့ဒီနဲ့ကုံကူးရဲ့အလုပ်ကိုလုပ်နေတော့ခေကြီးခဏခဏထွက်သွားနေကြ အဲ့ဒီတစ်ချိန်ကတော့အင်းကနေခီးထွက်သွားပြီးတဲ့နောက်အဖေကပြန်ရောက်မလာခဲ့တော့ဘူး။လာရီအတော်ကြာမှဆရာမကြီးစီကိုစတဲ့ဆောင်ပို့ပြီးဆက်သွင်းအကျိုးအကြောင်းပြောလာတာ။သူအိမ်တောင်ကျသွားပြီမို့လို့ရန်ကုန်ကိုပြန်မလာတော့ဘူးဆိုတဲ့အကြောင်းကိုယ်တို့သားမိကို အချိုးအချောင်းပြောပြနှစ်သိမ့်လိုက်ပါဆိုတဲ့အချောင်းအဖေနဲ့အမေကကိုငငယ်ကလေးကကွဲသွားကြရဲဆိုတာသားနုနယ်ကိုကိုပြောပြခဲ့တယ်။တကယ်လဲအဖေဘယ်အရက်ဒီသားမှရှိနေတယ်ဆိုတာ ကိုမသိခဲ့ဘူးလို့နဲ့ဒေါသမန်မာနာပြီးနေပါလွန်တဲ့အမေကလည်းအဖေကိုစုံစမ်းဖို့လိုက်ရှာဖို့ပြန်ရောက်လာအောင်စီယုံဆွဲဆောင်ဖို့ဆိုတာမျိုးတွေလုံးဝမလုပ်ခဲ့ဘူးအဖေထားခဲ့တဲ့အတိုင်းကြံရစ်ခဲ့ပြီးသားတယောက်နဲ့ဘဝကိုမဖြစ်ဖြစ်အောင်ရက်တည်ရင်ဆိုင်ခဲ့တာပါပဲဒါပေမဲ့အဖေဟာသူ့အမလိုဖြစ်နေတဲ့ဆရာမကြီးနဲ့တော့အမြဲတမ်းအဆက်အသွယ်မပြတ်ရှိနေခဲ့တယ်။တာเจ้าမာเจ้าလည်းသိနေခဲ့တယ် အဖေရန်ကုန်ကိုသူ့အလုပ်ကိစ္စနဲ့သူတိတ်တိတ်ဆိတ်ဆိတ်ရောက်လာတဲ့အချိန်လေးဆရာမကြီးနဲ့တော့တွေ့ဆုံပြပုံရပါတယ်။နောက်ပိုင်းတွေတော့ကိုရုနဲ့စမ်းချောင်းကပြီးပြောင်းလာခဲ့တော့ဆရာမကြီးတို့နဲ့ပါအချောင်းကိစ္စရှိမှပဲပြန်ဆုံတွေ့ပြတယ်လို့ဖြစ်နေတာဆိုတော့အဖေတရင်ဆိုတာလေတော်ရုံမမေးမြန်းပြတော့ပဲတရင်မှာအဆက်ပြတ်နေခဲ့တော့တာပဲ။ နုနယ်သည်ပလတ်စတစ်ခုံလေးမှာငိမ့်ငိမ့်တက်တက်ခတ်တောင်တောင်လေးထိုင်ရင်းရံပေပြောပြခဲ့တဲ့စကားတွေကိုပြန်လည်တွေးတောနေမိပါသည်အတူပါကလူမစီကားပါနေမျိုးကနေစေးယုံလာတက်ပြီးရပ်ပိုင်းနှင်ပဲကွယ်လွန်ခဲ့တဲ့အတူပါမို့လူလည်းများများမသိပါအဲ့ဒီအပြင်ဒီကွယ်လွန်သူဥတင်ထုံဟာဒေါက်တာရံပေဖခင်ဆိုတာကိုပင်လူများများဆဆမသိကြတာမို့ရောက်မလာနိုင်ကြတာလဲပါမည် ကိုကြီးရဲ့အရင်နေဆုံးတငယ်ချင်းနှစ်ယောက်သုံးယောက်သားလေးတရင်စာနိုင်ကြုံကြတဲ့စင်တူရှားပါတော့ရံပိနမဲကို တွေ့မိကအံ့အားတသင့်ရောက်လာကြပါသည်။နုနယ်နဘေးမှာတော့ကိုကြီးရဲ့မိမေတော်စပေကထိုင်နေပါသည်။ရောက်ခမဖြစ်သူရဲ့မျက်နာဟာငြိမ်သက်နေတဲ့ကံ့ရည်ပြင်အလားတည်ငြိမ်နေသည်။ခင်မောင်းဟောင်းဖြစ်၍သားရဲ့အဖေဖြစ်၍အတူပါဟာသူနှင့်လည်းတတ်ဆိုင်နေသည် ဖြစ်ရာလူသားတယောက်ရဲ့နောက်ဆုံးခရီးကို ကျွမ်းဝင်ခဲ့ဖို့သောလူသားတယောက်ရဲ့နောက်ဆုံးပို့ဆောင်ခြင်းသဘောကိုသာဆောင်ပါသည်။အင်းချန်လာရဲ့ရောက်ခမကိုတခါတည်းရန်တော့အေးဆက်တယ်လို့ပင်နှုတ်နဲ့ထင်မိသည်။မမရှိတဲ့မျက်နှာနူးညံ့သိမ့်မွေ့တဲ့ဆက်ဆံရည်တို့ကြောင့်ကိုကြီးရဲ့အမိအပေါ်နှုတ်နဲ့မြတ်တာတန်ဝင်ခြင်းရှိပါသည်။ဒါပေမဲ့မကြာလာတဲ့တလောကတော့ကိုစိတ်မှာအမတန်မှမစ္စရိယများမိတဲ့သူပွင့်ဦးလာကိုကျင်ကျင်နာနာဖက်လျက်သားတွေ့မြင်လိုက်ရတဲ့အတွက် နှုတ်နေရင်လည်းအဖုအထစ်ဖြေရပါသည်။သူဟာတကယ်ပဲအနေအေးချမ်းသာထက်နှုတ်နယ်အပေါ်တန်ရောစင်မတင်းလာ၍အေးဒီအေးဆက်ရှိခဲ့တာမျိုးလားလို့လဲစဝေစဝါပြန်တွေးကရှင်နေတိတ်ကြည်ကြည်သာသာမရှိစင်လား။အခုလည်းပဲရောက်ခမရဲ့မျက်နှာကတဆိတ်တည်ငြိမ်လွန်းနေထင်မိတာပဲ။ဆရာမကြီးဆိုတဲ့အဖွာကြီးသူ့ရဲ့တူပွင့်ဦးလှရဲ့အကူဆိုတဲ့လူတစ်ယောက် သူတို့ကခုံတန်းဟိုဘက်တစ်ချမ်းမှာထိုင်နေသည် သူတို့နောက်မှာတော့အတူပါကိစ္စအကြောင်းကြားလိုက်၍တောင်သားကရောက်လာကြသောရန်အေးရဲ့အမိဘက်ကဆွေမျိုး၄၅၆ယောက်အတူပါဟာ၆ကက်ကက်ရှိနေပါသည်ရှေ့ကတချို့မြေသူတွေရှိနေသဖြင့်တချို့လို့မရသေးပေအလှဲ့ကြဆောင်းဆိုင်နေရတာသာရှိပြီးငိုကရှူကအတူပါရှူကစသဖြင့်ဘသူမှလောက်ရန်ကြံပုံမပေါ်ပါ ။ကျန်ရစ်သူတွေးသားရင်းနှစ်ဦးကလည်းသားရီမှုမျက်နှာသေးရီနဲ့ငိုင်းနေတာလောက်သာရှိပြီးပူပူဆွေဆွေလှုပ်လှုပ်ခတ်ခတ်မရှိပါ။ရှမ်ပေကရုပ်ကလပ်ပြင်ထားရာခေါင်းရင်းပန်းနာလက်ပိုင်ရက်ခါမတ်တန်နှင့်ပင်ငြိမ်သက်နေသည်။ကွယ်လွန်သူအဖေကိုကြည့်ကဘာရီတွင်းနေမည်မသိပါ။ရန်အီးဆိုတဲ့ကိုကြီးရဲ့ညီကောင်းကလေးကတော့နှုတ်နယ်နဲ့ရွေးတူလောက်ရှိမည်။ကိုရဲ့မတ်ပေါ်ရုံးကန်ရတဲ့လူဒန်းစားဖြစ်ပုံရ၍ လူပုံကနွမ်းချောက်ချောက်ရှိတော်လေနကူရုပ်ရည်လေးကတန့်ပြန်ကြည့်ကောင်းပြီသည်ဘလို့ပင်ဖြစ်စေကိုကြီးရဲ့အဖေတူညီဆိုတာအရင်အခြားကြီးရှိသေးတာကိုကြီးဒီလဲနွမ်းပါတော်သူညီကိုကိုကြီးဆောက်ရှောက်ခြင်းပေးလိမ့်မည်မောင်နှမရီလိုရင်းရင်းနီနီနေရမည်သူ ပင်လို့သတ်မှတ်ခါနှုတ်နယ်ကဖေဖေမမပြုံးပြစကားစမြည်လေးပြောစသဖြင့်အယောဝင်ပါသည် သူ့အဖေရဲ့ရောဂါအဆောက်အဦးရှိကြခံစားခဲ့ရပုံ အကြောင်းတွေသူတို့နေရဲ့အနေအထားသူတို့ရဲ့အလုပ်အကိုင်းအကြောင်းလေးတွေစကားရှာပြီးမေးမြန်းလက်ဆောင်ကြပေးခဲ့ပါသည်။ကိုကြီးကမတ်တပ်သားရက်နေ၍ရန်အေးသည်လဲထိုင်နေရဲပုံမရပဲဟိုနာရှောက်လိုက်ဒီနာရှောက်လိုက် ရုပ်ကလက်ကိုငေးကြည့်လိုက်ဥကြောင်ကြောင်ရောင်နာနာနဲ့ဘာလို့လို့ဘာကန်ရမှန်းမသိတယ်လို့လေးဖြစ်နေသည်ထို့ကြောင့်နုနယ်က သူမနဘေးမှရန်အေးတစ်ခေါက်အဖြတ်တွင်ရန်အေးခမားအမဒီမှာလာထိုင်နေလေနုနေကဘေးခုံကိုရက်တောင်လေးနဲ့ခောက်ပြရင်ပြောလေရပါရဲ့အမ။အိုးဘာရပါတယ်လဲတစ်ချိန်လုံးမတ်တမ်းမတ်တမ်းနေရှန်အေးကရေခဲတိုက်ကထုတ်တာပါပါတော့အစိုးကြီးရောက်နေတာမဟုတ်လား။လာပါခဏထိုင်ပါဦး။ရှန်အေးသည်ဟိုတစ်ဖက်ဆုံးမှလည်းရှန်ပေအမေရှိနေ၍ နုနယ်နှင့်တခုံကျော်တွင်ခက်ရူရူနှင့်မထိုင်ခြင်းထိုင်ခြင်းဝင်ထိုင်လိုက်ပါသည်ဒီမှာလေရက်လင်ဖုံးကြီးစွန်ကတရားနာဖို့ကဆရာမကြီးတို့အိမ်ဖြစ်နေတာရက်တောင်မှတွေ့မှသိရတယ်။ကိုကြီးကလည်းအိမ်မှာလည်းဖုံးကြီးစွန်ကမယ်ပြောနေရဲ့အဲ့ဒါမင်းမလို့ဟုတ်ကဲ့ကိုကိုကြီးနဲ့ជីជីတို့အဲ့ဒီကိစ္စပြောကြပါရဲ့ជីជីကအဖေကအဲ့ဒီမှာနေရမဟုတ်ပင်မဲဒီကိုဝင်ပြီးမှစေယုံတင်တာဘာညာလှုပ်ဖြစ်တာဆိုတော့ သူတို့အိမ်မှာပဲရက်လေစွန်းသွတ်ပေးပါမယ်တဲ့အမနာနဲ့လို့ကိုကိုကြီးကိုပြောပါတယ်ကိုကိုကြီးကလည်းသဘောတူပါရဲ့ဒါပေမဲ့သူတို့အဲ့ဒီနေ့မလာဘူးတဲ့သူ့အိမ်မှာလဲအဖေအတွက်သူလဲစွန်းသွတ်ပေးမယ်လို့ပြောပါရဲ့အမအော်ဟုတ်လားအဲ့လိုလဲလုပ်လို့ရရဲ့ပေါ့နော်အဆင်ပြေရဲ့ပေါ့နော်အမေရပါရဲ့တမီးရဲ့ရက်လေစွန်းသွတ်ဆိုတာကဘယ်မှာလုံးမရမဟုတ်ပါဘူး သွားလီသူအတွက်စွန့်ကြွေအမျှဝေပေးတာပါပဲ။ဆရာမကြီးတို့အိမ်လင်းလို့တားလင်းလို့လို့လည်းဘာမှမဖြစ်ပါဘူး။ရက်လင်းနေအတွက်ဆရာမကြီးတို့အိမ်မှာဘာလို့မလဲရန်အေးအမတို့ဘာများလှုပ်ပြီးပို့ပေးရမလဲ။ရပါရဲ့အမမလိုဘူးထင်နေ။ချစ်ချစ်ရလေ။ရန်အေးသည်စကားပြောနေရင်ကပင်ဟိုလူကြည့်လိုက်၊နိုင်ကြည့်လိုက်ရှိနေရကစကားပြောနေရင်တန်လန်းနောက်တစ်ချက်အလှေတွင်ရုတ်တရက်စကားပြက် မျက်လုံးလေးတွေတောက်ပအယောင်လှက်သွားကဟာအန်တီပွင့်ဦးရုတ်တရက်ထိုင်ရမှထိုင်ရလိုက်ခါစကားပြောနေလက်စာရှိရာကိုပင်မိလျော်သွားသလိုခမ်းမရဲ့ဟိုးအနောက်ဖက်မှာခံရို့ရို့ဝင်ရောက်လာတဲ့ပွင့်ဦးလာထံကမန်းကဒန်းအပြေးသွားကြိုလိုက်ပါသည်လှည့်ကြည့်လိုက်တဲ့ရောက်ခမဖြစ်သူဟာလေသူ့ဘာပြက်ခနဲ့ထိုင်ရတော်မယ်လို့ပြင်းမိပြီးမှကိုရှိန်တက်၍ပြန်ထိုင်လိုက်တာကိုနုနေသတိပြုမိပါသည် နုနယ်သည်ကိုစတဲနှင့်ကိုလှဲ့မကြည့်ပဲနေမဲလို့ပဲမဆုံးဖြတ်နိုင်ပဲပွင့်ဦးလှဘတ်ခေါင်းလေးလေကကြည့်နေမိရသားရှိနေရတော့သည်အင်းကြီးအဖြူပေါ်အနက်ပွင့်လုံချီနက် အနှွေးတဲ့အနက်နှင့် လက်ကင်ပေါ်ဝါဖြူလေးသားကင်ထားပြီးနှစ်ဖူးအထက်ငယ်ဒိတ်ပေါ်နေကမျက်မှန်ပင့်တဲ့နေရစပင်ကပူကယူခောက်တဲ့ကတမျက်နာလုံးဘာဆိုဘာမှ အချိန်အတမရှိပါပဲလျှံသူမသည် ရှေးရခင်အမြဲတမ်းလိုပင် ဘာကြောင့်များထင်ပေါ်တောက်ပါနေရပါသနည်းအသားလဲမဖြူမဝင်ညိုပြပြအသားရောင်ဟာလဲဝင်း၍ထင်း၍မနေတို့ပေမဲ့တခန်းလုံး၌သူမဘာကြောင့်အပေါ်လွင်ဆုံးဖြစ်နေရသနည်းလူငယ်ကရံပေထံဖြတ်ခနဲ့အကဲခတ်လိုက်သည်သူအဖေရုပ်ကလက်ကိုငေးမောနေတဲ့ရံပေသည်လဲရံအေးပြေးထွက်သွားလို့ပဲဖြစ်စီဘာကြောင့်ပဲဖြစ်စီပွင့်ဦးလာဘတ်တို့လှမ်းကြည့်နေတာမြင်လိုက်ရပါသည် ဆရာမကြီးသူ့တူရောက်ခမတော်စပဲကိုကြီးကိုကြီးရဲ့ညီရှိတတ်မြတော့အရေးပါတတ်မြလူအလုံးတို့ဤအာယုံဟာ ပွင့်ဦးလာထံမှာသာသူဘာလို့လာရရလဲသူနဲ့ဘာဆိုင်လို့လဲဘာကြောင့်လဲဘာကြောင့်လဲလူနေသည်အင်္ဂလိပ်ပင်တင်းတင်းဖိကဒေါ်စပယ်ဘက်သို့လှည့်၍ကြောင်ပွင့်ဦးလာဘာအတွက်လာရလဲအမေသူနဲ့ကိုကြီးအဖေကဘလို့ပတ်သက်မှုရှိတာမို့လို့လဲ ဘလုံးမှမအောင်အီးနိုင်ပဲမေးလိုက်မိပါသည်ထောစပယ်ကသူ့ထုံးစံအတိုင်းငင်းငင်သာသာနှင့်ပင်ဆရာမကြီးနှင့်ဟန်ပဲ့အဖေက အမြဲအဆက်အဆက်ရှိကြတော့ပွင့်ဦးတို့မောင်နှမနဲ့လည်းအလိုအလျောက်အဆက်အဆက်မပြတ်ဖြစ်နေလိုပါနောက်ပိုင်းရန်ပင်သူ့အဖေနဲ့မတွေ့ပြတော့တဲ့အချိန်တော့ပွင့်ဦးတို့မောင်နှမကတော့ရန်ပန်ရန်ခါတွေ့ပြကြတာပါ နောက်ပြီးတော့ပွင့်ဦးကမောင်ရံအေးကိုလည်းအထက်တန်းကလေးကကျောင်းစီတာဝန်ယူထားကူညီထားတယ်လို့ပြောတယ်။အမေလဲဒါပဲတေချာသိခဲ့တာတော့မဟုတ်ပါဘူး။အရေးအမွှားလောက်ပါ။ဟိုတန်းနေကတော့ဆရာမကြီးပြောပြနေရနဲ့တေချာသိရတာပါ။ကိုကြီးပဲကိုမရှိမှန်းသိရတဲ့ညီကို ကိုရန်စေတန်းကလေးကသူက၆ပန်းကူညီထားပြန်တဲ့။ကိုကြီးနဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေဟာနုနယ်နှစ်ထက် ူနဲ့သာခင်မင်ပတ်သက်ရင်းနှီးပြီးသားဖြစ်နေခဲ့ပြန်ပါလား။ဘလို့နီးနဲ့ဘဲတော်များမှ သူ့ထက်ခြေတလန်းသာလို့ရမှာပါလေ။နှုတ်နဲ့အသေးတရားရာအခမ်းရခက်ခက်ဖြစ်နေစေမှာပဲ။ပွင့်ဦးလှကနှုတ်နယ်ပေးမှဖြတ်ခါရုပ်ကလန့်အနာရောက်သွားပါသည်။နှုတ်နယ်ကိုတွေ့မြင်တော့လဲတေချာကြည့်မှတ်သွားပါ။ကိုကြီးကရုပ်ကလန့်ရဲ့ဟိုဘက်မှာသူကဒီဘက်မှာတစ္ဆကံလေးမြလင်းဟင်းလွတ်ထွက်မသွားအောင် ကိုကြီးနှင့်ပွင့်ဦးလာကိုနှုတ်နယ်ကမျက်တောင်မခတ်အာယုံစူးဆိုင်၍ဆူဆူရဲရဲကြည်နေသည်ကိုကြီးကလည်းပွင့်ဦးလာထံတချမ်းမှလှမ်းမကြည့်သလိုပွင့်ဦးလာကလည်းကိုကြီးထံတချက်ကလေးမှလှမ်းမကြည့်ပါဘီဟုတ်တယ်သူတို့ချင်းမျက်လုံးချင်းမစုံကြမကြည့်ကြအဲ့ဒါကိုကထူးခြားခြင်းပဲမဟုတ်လားအဲ့ဒါကိုကတမင်တကရှောင်ရှားစင်ကျင်နေကြတာမဟုတ်လားအဲ့ဒါကိုကမယိုးတာမဟုတ်လား နှုတ်နေရင်တလိုက်လိုက်ဖို့ကရှင်ခုံတန်တွေကဒိန်ကနေဒိန်ကနေမြည်အောင်ပြင်ထန်နေသည်နှုတ်နယ်တွင်သာ ပူလောင်နေခဲ့တော်လဲပွင့်ဦးလှကတော့ပူလောင်နေသလားငိမ့်သက်အေးချမ်းနေလေသလားမသိရသောမျက်နှာနှင့်ရုပ်ကလေးရဲ့တဖက်ပေးကော်စုံနှွမ်းခင်းထားတဲ့အပေါ်ဖက်နှက်ချုပ်ခါကြုံကြုံထိုင်ချလိုက်ပါသည်ထို့နောက်တော့ကိုကြီးအဖေရဲ့ရုပ်ကလေးကိုသူမကဥသုံးချိန်ဖြင့်ရိုရိုတေတေရှခိုးကြော်လေသည် ဖះရဲ့သူမကအေးအေးဆေးဆေးပဲကွယ်လွန်သူရဲ့အရင်ချာဆုံးလေးဖြစ်တဲ့သားတွေနဲ့ချွေးမပင်နဲ့မကတော့သေးဘူးလေ။